ားအားလုံးမင်္ဂလာပါဒီတစ်ခါဗီဒီယိုကတော့အေးပြတ်တက်တဲ့သူတွေအတွက်ပါဆိုတော့ညပတ်တိအိမ်မပြောရဲပြဿနာဖြစ်တတ်ကြလားညဘက်မှာအိမ်မပြောတာက နောက်နေ့မှာတော်တော်ခံစားခက်တယ်နော်ညဘက်အိမ်မပြောတဲ့ခါမှလည်းအရန်ဒုက္ခရောက်တယ်စိတ်ပိုင်းဆိုင်ရုပ်ပိုင်းဆိုင်ဒုက္ခရောက်တယ်အထူးသဖြင့်အသက်ပိုပြီးရလာတဲ့အချိန်မှာညဘက်အိမ်မပြောရဲပြဿနာတွေပိုပြီးများလာတယ်တွေးစရာတွေများလာတယ်စဉ်းစားစရာတွေများလာတယ်အလုံးနဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေများလာစိတ်ဖိစီးမှုများလာလေလေအိမ်မပြောရဲပြဿနာပိုပြီးဆိုးလာလေလေ ညာဘက်အိတ်မပြောတာသူ့ဤဘက်ပြဿနာမဟုတ်ဘူးမယ်နောက်နေ့ကြတော့ဘာမှစဉ်းစားလို့မရဘူးဘာမှလုပ်လို့မရဘူးနောက်နေ့မှလည်းအရန်အိတ်ချင်တယ်တစ်ချိန်လုံးတန်းနေတယ်ဘာမှအယုံဆူဆိုင်လို့မရဘူးအလုပ်တွေပိုင်းသေးချာလုပ်လို့လည်းမရဘူးလူမျိုးဖြစ်တယ်နောက်တစ်ခါအိတ်မပြောတာကအချိန်ကြာလာနဲ့အမြန်ကစိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်းပိုပြီးတော့ဆိုးလာတတ်တယ်အိတ်မပြောဘူးဆိုတော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့အစားတောက်ပြတ်တဲ့ဟိုတချို့တွေကအိတ်မပြောရင်အစားတောက်ပိုပြီးစားတာရှိတယ်အစားတောက်ပြတ်သွားတာမျိုးရှိတယ်ကြာကြာအိတ်မပြောဘူးဆိုတော့အုံနောက်ကအနာမရတယ်လို့ဖြစ်နေတယ်ပေါ့နော်ဟိုကျွန်တော်တို့အုံနောက်ကိုကျွန်တော်ကွန်ပျူတာတစ်လုံးမျိုး သဘောထားလိုက်ပါအဲ့တော့သူ့ကအဲအိတ်တယ်ဆိုတာကဒီကွန်ပျူတာကိုကျွန်တော်အနားပေးလိုက်တယ်ရှတ်ဒေါင်းချလိုက်တဲ့အချိန်ပေါ့နော်ရှတ်ဒေါင်းချလိုက်ရတယ်အဲ့အဲ့တော့မှပဲကျွန်တော်နောက်နေ့ကွန်ပျူတာပြန်သုံးတဲ့ခါကျရင်ဒီကွန်ပျူတာညံညံဆန်ဆန်နေပေါ့နော် error မရှိပဲနဲ့ညံညံဆန်သုံးပြလို့ရတယ်။အဲ့တယ်ဆိုတဲ့သဘောကလည်းအဲ့ဒါပဲအုံနောက်ကို ခဏဆုံးအနာပေးလိုက်တယ်ပေါ့အောင်တော့နားပေးလိုက်တဲ့အတွက်ကြောင့်မလို့နောက်နေ့မှပြန်ပြီးလန်းလန်းဆန်းရှိရဲအဲ့အေးပြတ်တဲ့သူတွေညာဘက်အိမရတဲ့သူတွေကြတော့နောက်နေ့လည်းအောင်နောက်ကကြီးကြီးလန်းလန်းမရှိတော့တစ်ချက်လုံးမှိုင်းနေရပေါ့နော်အောင်နောက်ကမှိုင်းနေ hazy ဖြစ်နေရလို့ကျွန်တော်ပြောရဲဒါပေမဲ့ဟိုမြူကိုးတွေတဲကိုကြည့်နေရတယ်လို့မျိုးမြင်ရဖြစ်နေနောက်တစ်ခါသူတို့ကစိတ်တိုးတယ်စိတ်ဆက်တာလွယ်တယ်ဒေါသထွက်လွယ်တယ်ပေါ့နော်နောက်တစ်ခါကျစဉ်းစားလို့သိချင်မရဒီဟာတွေရေရှည်ဖြစ်လာတဲ့ခါကျရင် तू ကအိမ်မပြောရဲပြဿနာစိတ်ပိုင်းဆိုင်ရာပြဿနာတွေအထိသွားပြီးနွယ်တယ်အစောပိုင်းတော့တရက်နှစ်ရက် အဲ့မပြောတာဗောနော်နောက်ပိုင်းကျတော့ဟိုရက်တရပတ်နဲ့ခြီးပြီးတော့အဲ့မပြောဖြစ်လာတယ်လားနဲ့ခြီးပြီးတော့အဲ့မပြောဖြစ်လာတယ်ဖြစ်ဖြစ်နဲ့လူကပါပုံစံတွေပြောင်းလာတယ်အတွေးခေါ်တဲ့ပုံမှန်မဟုတ်တော့ဘူးစသဖြင့်ဟိုပြဿနာတွေအများကြီးရှိတယ်အဲ့အဲ့မပြောတဲ့ပြဿနာကတကယ်တမ်းကျတော့ကြီးတယ်ဟိုတွေးကြုံရတဲ့ဟိုတွေးကြုံနေရတဲ့သူတွေအတွက်ကကျတော့အဲ့မပြောတဲ့ပြဿနာတတော်ကိုစိတ်ဒုက္ခပေးတဲ့ပြဿနာပဲသူများတွေကအဲ့နေတဲ့အိမ်လုံးကအဲ့တိတ်ဆိတ်နေတဲ့အချိန်မှာကိုတယောက်တည်းနိုးပြီးတော့အဲ့လိုမရတဲ့ပြဿနာပေါ့နော်အဲ့ဒါအဲ့လိုမျိုးမဖြစ်အောင်ဘယ်လိုလုပ်မလဲဒီအကြောင်းလေးတွေကိုကျွန်တော်တစ်ချက်ပြောပြပေးမယ် ထမအောင်ဆုံးပေါ့နော်အိတ်မပြောဘူးဆိုရင်ကျွန်တော်တို့ကလိုက်နာခိုင်းတာက sleep hygiene ဆိုတာရှိပါတယ် hygiene ဆိုတာကတန်ရှင်းရေးနဲ့တကွေတန်ရှင်းရေးတွေပါတယ်ပြောရ personal hygiene ဆိုတော့ hygiene ဆိုတာတန်ရှင်းရေးပေါ့အဲ့တော့ sleep hygiene လို့ကျွန်တော်ပြောတန်တန်လေးအိတ်ကြဆိုးပေါ့နော်ဒီလိုပဲပြောကြပါတယ်နော်အဲ့တော့ဟုတ်ပြီဒါတွေကိုလိုက်နာရင်ကျွန်တော်အိတ်ဆက်ဖို့အတွက်အထောက်အကူပြုတယ်အပထမအောင်ဆုံးဘာလုပ်အောင်လဲနံပါတ်၁ချက်က be consistent ဖြစ်ရမယ်တဘောက8 chain ကိုမှန်မှန်ထားပါလူခန္ဓာကိုယ်ဆိုတာကလေ အဲကျွန်တော်တို့ကရတမ်နဲ့အလုပ်လုပ်တဲ့သူတွေမနက်ဆိုနိုးတယ်ညဆိုအိတ်တယ်အဲစားရတဲ့အချိန်စားရတယ်အိမ်သားတွားတဲ့အချိန်တွားတယ်စားတဲ့ပြင်မှာဒီလိုမျိုးနေ့လည်သာစားတဲ့အချိန်ဒီလိုမျိုးကျွန်တော်တို့ရတမ်နဲ့လုပ်နေတဲ့သူတွေအဲမနက်ကို6နာရီတိုင်းထားတဲ့သူကအမြဲတမ်းမနောက်ပိုင်းကျတော့သူကနှိုးဆက်မလို့ပဲနဲ့6နာရီတိုင်းနိုးတယ်အဲ့လိုပဲအိတ်ချိန်ကိုလည်းကျွန်တော်တို့မှန်မှန်ထားရတယ်အိတ်ချိန်ညပိုင်းမှာအကောင်းဆုံးကတော့ကျွန်တော်တို့အိတ်ဖို့အကောင်းဆုံးအချိန်ကတော့7 10နာရီနောက်ပိုင်းမှာ7နာရီနောက်ပိုင်းကနေပြီးတော့12နာရီ ဝင်းကျင်ပေါ့10နာရီနဲ့12နာရီဝင်းကျင်ကတော့ဒါကအိပ်ဖို့အတွက်အဆင်ပြေဆုံးပဲအချိန်ပေါ့နော်တနေ့ကို9နာရီနဲ့8နာရီကြာလောက်တော့ကျွန်တော်တို့အိပ်တဲ့နဲ့ပထမဦးဆုံးကျွန်တော်မှားခြင်းတဲ့အချက်ကဘာလဲဆိုတော့အိပ်ချိန်ကိုဟိုပါပေါ့တိတိချာချာတပြေးညီထားပေါ့အိပ်ချိန်မှတ်မှန်ထားမနေ့တိုင်းမှာ10နာရီနဲ့12နာရီအတွင်းအိပ်အိပ်ရဝင်မယ်ဆိုရင်10နာရီ12နာရီဒီလိုမျိုးအလေးချင်းလောက်လိုက်တာနဲ့ဘာဖြစ်သွားလဲဆိုတော့ခန္ဓာကိုယ်ကအလေးချင်းဖြစ်သွားပြီးတော့စင်နိုင်ဝင်းချင်ဆိုတော့ကျွန်တော်တို့အိတ်ချင်လာတဲ့မျိုးတွေကျွန်တော်တို့ဖြစ်လာနိုင်ပါတယ်နော်ဒီလိုမျိုးရှိတယ်အဲ့တော့အိတ်ချင်ကိုမှန်မှန်လေးထားပါ နံပါတ်1ကပါလဲဆိုတော့အဲ့တော့ကျွန်တော်အချက်၄ချက်စုစုပေါင်းပြောရမယ်နံပါတ်1က HA မှတ်မှန်ထားနံပါတ်2ကကြာတော့ပါလဲကိုအိမ့်မဲ့ပဝင်းချင်းကိုအစဉ်ပြေဆုံးဖြောင်းထားပုံမှန်ကတော့ကျွန်တော်တို့ကအဲခက်အေးအေးလေးပေါ့နော်ခက်အေးအေးအေးမှောင်မှောင်နဲ့တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့နေရာကဒီဖို့အတွက်အကောင်းဆုံးပဲနူးနူးညံ့ညံ့ကိုကိုအိပ်တဲ့အတွက်ဟိုတက်တောင်တက်တာရှိရမယ်ကိုပေါ့ကိုကိုအတွက်ကိုအတွက်အိပ်ဖို့အတွက်တက်တောင်တက်တာရှိတဲ့နေရာမျိုးဖြစ်ရမယ် အဲခုနပြောတဲ့အေးအေးမှောင်မှောင်တိတ်တိတ်ဆိတ်ဆိတ်လေးတွေကပို့ပြီးတော့ကောင်းတယ်အဲနောက်တစ်ခုကကျတော့ဗာလဲဆိုတော့အိယာကိုအိတ်ဖို့နဲ့အတူတူနေဖို့အတွက်ပဲတော့ကျန်နာပင်နေရကျန်နာလုံးဝမတုံးနဲ့မဟုတ်ရင်ကြာကျွန်တော်ဘာဖြစ်လဲတော့အိယာထဲမှာတချို့တွေကစဖတ်တယ်ဖုန်းတုံးတယ် TV ကြည့်တယ်စသဖြင့်မျိုးစုံလောက်ကြတာမျိုးရှိတယ်အဲတခြားမျိုးတွေလောက်တဲ့ခါကျရင်ကျွန်တော်ကဟိုအိယာဆိုရင်တခြားဟာတွေပါလောက်လို့ရတယ်ဆိုပြီးဖြစ်သွားတယ်ဥမာအများကြီးလောက်ကြတာဗာလဲဆိုတော့အိတ်မပြောရင်ဖုန်းပုတ်တာပဲ အဲ့ဖုန်းဘေးနားမှာထားထားတဲ့အခါကျတော့တစ်ချိန်လုံးအိမ်မပြောဘူးဆိုတာနဲ့ဖုန်းတစ်ချိန်လုံးကြည်နေတော့ပြန်ပြန်ပြီးတော့ဒီမှာဟိုပေါ့တန်တရားပြန်ပြန်လည်နေပြီးတော့အဲ့လိုအိမ်မပြောဖြစ်တတ်တယ်အဲ့တော့အိယာကိုလည်းကျွန်တော်တို့ကဟိုပါပေါ့ဒီဗာလေအိတ်ဖို့နဲ့အတူတူနေဖို့အတွက်ပဲတော့အဲ့တော့နံပါတ်2ကတော့ဗာလေဆိုတော့ကိုအိမ်မဲ့ပတ်ဝန်းကျင်ကောင်းကောင်းမွန်မွန်ထားတာပေါ့နော်ထားတာအဲ့ဒါဗာလေဆိုတော့ကျွန်တော်ခုနပြောလို့ရအေးအေးမှောင်မှောင်တိတ်တိတ်ဆိတ်ဆိတ်နေရာကိုရွေးကိုတက်တက်တောင်တက်တာရှိတဲ့နေရာကိုရွေးနော်နံပါတ်1နံပါတ်3က အိတ်ခန်နီးဆိုရင်ကျွန်တော်စိတ်ကိုရှော့မယ်နော်အိတ်ခန်နီးဆိုစိတ်ကိုရှော့မယ်ကိုယ့်ရဲ့တဘောကဘာလို့အိတ်မပြောတာလဲဆိုကျွန်တော်ခေါင်းထဲမှာအတွေးတွေအများများနေလို့အခုဒီတခုဟိုတွေးဒီတွေးဟိုဟာတွေတွေးတဲ့ဟာတွေဟိုဗီဒီယိုကြည့်တာခုနကြည့်ထားတဲ့ဟာတွေပြန်တွေးမယ် Facebook မှာတွေးတဲ့ဟာတွေတွေးမယ် TikTok မှာတွေးတဲ့ဟာတွေဟိုကောင်းနေပြန်တွေးမယ်ဒါမှမဟုတ်ကိုယ့်ရဲ့အနာဂတ်အကြောင်းတွေစသဖြင့်မတွေးစရာတွေများများနေအဲ့တော့အဲ့ဒီဟာကိုကျွန်တော်တို့အရင်ဖြတ်မှာဖြတ်တောက်မှာရမယ်အဲ့တော့အိတ်ခန်နီးဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကိုယ့်ကိုယ်ကိုထုံးတောင်းလို့တနေ့ကုန်ကြည့်လို့ရတယ် ဖုန်းပွတ်တာတွေပါညာတနေ့ကုန်လို့ဒါပေမဲ့အိတ်ခတ်နီးတနာရီလောက်အလိုကနေစပြီးတော့ TV မကြည့်နဲ့ဖုန်းမပွတ်နဲ့ဆိုရှယ်မီဒီယာမတုံးနဲ့ခုနကပြောတဲ့ရုပ်ရှင်တွေပါညာမကြည့်နဲ့စာဖတ်တာမျိုးလုပ်လို့ရတယ်အဓိကအလင်းကိုပြန်မှန်နဲ့ပေါ့အပြာရင်ကျွန်တော်တို့က blue light ထုတ်တဲ့ device မသုံးပါနဲ့လို့ပြောရယ်ဖုန်းတို့ကွန်ပျူတာတို့ TV တို့စသဖြင့် screen မော screen မောမသုံးနဲ့တော့အဲ့ခဏလေးသုံးရင် तू ကအဲ့ဒီဟာကကိုယ်အိမ်မပြောဖြစ်စေတယ်ဒီဒီအရောင်ကအလင်းရောင်ကကိုယ်အိမ်မပြောဖြစ်စေရတခုနောက်တစ်ခုကကျတော့ကိုယ်တွေးစရာတွေဆက်ပြောပေးတယ်အဲ့ဒါဟာဖြစ်နေတာဖြစ်နေတာတွေဟိုဟာတွေဖြစ်နေပြန်ပြီဒီဟာဖြစ်နေဆက်ပြီးတွေးတဲ့အခါကျတော့ကိုယ့်ကိုယ်ကိုအများတွေးမိနေအဲ့တော့အဲ့ခဏလေးကြာရင် social media မသုံးနဲ့ social media သုံးလေလေကျွန်တော်တို့အိတ်ဖို့အတွက်ပို့ပြီးခက်ခဲလာလေဖြစ်လိမ့်မယ်နော်အဲနောက်တစ်ခုကကျတော့ဗာလဲဆိုတော့အိတ်ခဏလေးမှာကျွန်တော်တို့အဆင်ပြေတာကတော့ သက်ရှူလေ့ကျင့်ခန်းလုပ်တယ်အဲအဲ့ဒါကိုကျွန်တော်တို့ကကဘာပေါ်မှာလဲအဲ့ဒီလေ့ကျင့်ခန်းကအိတ်ဆက်ဖို့အတွက်အမြန်ဆုံးလေ့ကျင့်ခန်းဆိုပြီးလူတွေပြောကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီနီလန်းကိုကျွန်တော်478နီလန်းလို့ခေါ်တယ်478ဆိုပါလဲဆိုတော့နှကောင်းနဲ့စပြီးအသက်ရှူမယ်လေကိုအကုန်လုံးမရှိအောင်ထုတ်တာလေထုတ်လိုက်နှကောင်းနဲ့စအသက်ရှူမယ်လေးစက္ကန့်ရှူမယ်တဲ့နဲ့တော့လေးလေးစက္ကန့် ပြီးရင်9စက္ကန့်အောင်လာမယ်9စက္ကန့်အောင်မယ်4စက္ကန့်ရှူမယ်အဲ4စက္ကန့်ရှူသွင်းမယ်9စက္ကန့်အောင်မယ်1 2 3 4 5 6 9 9စက္ကန့်အောင်မယ်ပြီးရင်ရှာဟူအာကောင်ရှာရှာအပြားလိုက်အာကောင်နဲ့ထူတာထိထားလိုက်ပြီးတော့ဒီဘက်ကနေပြီးတော့10စက္ကန့်ပြန်ပြီးတော့လေမှုတ်ထုတ်မှုတ်တဲ့အခါမှာဒီလိုမျိုးအတန်ထွက်ပေါ့ ပြင်ပြလုပ်မယ်။လေးဆက်ကရှုသွင်းမယ်။ခုနှစ်ဆက်ကအောင့်မယ်။ရှစ်ဆက်ကပြန်ထုတ်မယ်။အဲ့နီးလန်ကဘာဖြစ်လဲဆိုတော့သူနှလုံးခုန်တာကိုနှေးဝါစေတယ်။လူကို နေရာတစ်ခုထဲမှာ I am site ရတဲ့အတွက်ကြောင့်မလို့ तू ကကျန်တာတွေမစဉ်းစားစေရတော့ဘူးနောက်တစ်ခါကျရှာအောင်အကောင်မှာ add add ထားတဲ့အတွက်ကြောင့်မလို့ရဲ့ तू ကအိတ်ဖို့အတွက်ပို့ပြီးတော့ထောက်ကူပြုတယ်အိတ်ချင်စိတ်ကူပို့ပြီးဖြစ်စေကျွန်တော်အဲ့ဒီကိစ္စကိုအထက်ထက်ခါခါစမ်းကြည့်ပြီးွားရယ်အဆင်ပြေတယ်ပေါ့နော်အဲ့တော့အဲ့တော့478 technique ကကျွန်တော်အတွက်အဲ့ breathing technique ပေါ့နော်အဲ့လိုအသက်ရှူတဲ့နီလန်း 40စက္ကန့်ရှုသွင်း9စက္ကန့်အောင်မယ်10စက္ကန့်ပြန်မှုတ်ထုတ်မယ်နော်ဒီနီလန်းကအရန်အဆင်ပြေပါဒီဟာလေးလည်းသုံးပါနော်နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုတော့အဲ့တော့သုံးမျိုးရှိပါတယ်ပထမတစ်ခုက HM မမှန်ထားနံပါတ်2ကကိုအိတ်တဲ့နေရာကောင်းကောင်းထားနံပါတ်3ကအိတ်ခန်းကြီးကြရင်ကိုစိတ်ဖိစီးမှုတွေကိုရှော့ချဖို့အတွက်ခုနပြောတဲ့နီလန်းတွေကိုသုံးနံပါတ်4တစ်ချက်ကကြတော့ဗာလဲဆိုတော့နေကင်းဘက်မှာနေကင်းဘက်မှာပထမဆုံးပင်ပင်ပန်းပန်းလေးလှုပ်ထားနည်းနည်းသွာလာလှုပ်ရှားမှု အလေ့ကျင့်ခန်းလေးပါလေးလို့နှိကင်းဘက်ကိုပင်ပန်းနေတဲ့ခါကျတော့မှညာဘက်ကပူပြီးအိပ်ပျော်တယ်။အဲနှိကင်းဘက်ကိုလေ့ကျင့်ခန်းလုံးလမ်းလျှောက်ဒီလိုမျိုးနှိကင်းဘက်လေ့ကျင့်ခန်းလုံးနှိကင်းဘက်ကိုတနားရီထက်ပူပြီးတော့မအိပ်နဲ့နှိကင်းဘက်ကိုကြာရင်အိပ်ရင်ညာဘက်မှာလည်းပူပြီးတော့အိပ်ချင်နေလိမ့်မယ်။နောက်ထပ်တစ်ခုကတော့ဘာလဲဆိုတော့အိပ်ခန်နီးပေါ့နော်အိပ်ခန်နီးညနေတွေပါတယ်ညနေအဲ၃နာရီနောက်ပိုင်းကိုကက်ဖိန်းပါတဲ့ကော်ဖီမတောက်နဲ့ကော်ဖီမတောက်နဲ့နောက်တစ်ခုကအိပ်ခန်နီးကိုအရက်မတောက်နဲ့အဲ့ကောင်အရက်တောက်တယ်တချို့တွေကပြောတာက ပိုပြီးအိတ်ချင်သွားတယ်လို့ထင်တယ်မဟုတ်ဘူးအရက်တောက်ရင်ကျွန်တော် deep sleep မရတော့တဘောနက်နက်ရှန်ရှန်မအိတ်ပြော်တော့အရက်တောက်ရင်တခြားဟိုဘယ်လိုပြောနောက်နေ့နိုးတဲ့ခါကျရင်အကြာကြီးအိတ်လေရက်တောက်ထားပြီးအကြာကြီးအိတ်လေနောက်နေ့နိုးလာရင်ဆိုရင် AY လို့မခံစားအောင်အဲ့တော့အိတ်မပြော်တတ်တဲ့သူတွေအတွက်ကျွန်တော်အကြံပေးချင်တာ၄ခုပါနော်ပထမဆုံးပြန်ပြောပြန်ပြောပြမယ်နော်ပထမဆုံးတစ်ခုကအိတ်ချေကိုမှန်မှန်ထားပါလူကအလေးကျင့်နေတဲ့တတ္တဝါဖြစ်ပါတယ်အိတ်ချေမှန်မှန်ထားခြင်းကအိတ်ပြော်ဖို့အတွက်ထောက်ကူပြုပါတယ် နံပါတ်2ကကိုအိတ်တဲ့နေရာပတ်ဝန်းကျင်ကိုအစီအမံထားပါကျွန်တော်ခုနပြောတာဆိုရင် AA CC AA မောင်မောင်တိတ်တိတ်ဆိတ်ဆိတ်အခန်းလုပ်မယ်နော်နောက်ကအိတ်ရာပေါ်မှာဟိုဒီအတူတူနေနေရာနဲ့အိတ်တဲ့ကိစ္စလွယ်ပြီးတော့ကျန်တာတွေမလုပ်နဲ့အဲ့တခုနောက်တစ်ခုကကျတော့နံပါတ်2ခုပေါ့နော်နောက်တစ်တတိယတစ်ခုကကျတော့အိတ်ခန်းကြီးကြရင်စိတ်ဖိစီးမှုတွေ short ချပါကျွန်တော်တို့အကောင်းဆုံးနီးလန်းအဲ့တော့စိတ်ဖိစီးမှု short ချဖို့အတွက်ဆိုရင် social media မသုံးနဲ့နောက်တစ်ခုကခုနပြောတဲ့အသက်ရှူလေးခြင်းကလုပ်မယ်ကျွန်တော်ကတော့ခုနအသက်ရှူလေးခြင်းကနေတော့အရန်အဆင်ပြေတယ်ကျွန်တော် တော်တော်အိတ်မပြောဖြစ်နေရဆိုရင်ကျွန်တော်ခုနအသက်ရှူလေးခြင်းကတတိချာလေးအောင်ဆိုင်ပြီးလောက်လိုက်ခဏနေချာအိတ်ပြောပါနော်အဲ့နံပါတ်3တစ်ချက်ကအဲ့ဒါနံပါတ်4တစ်ချက်ကကျတော့နေကင်းဘက်မှာကျွန်တော်တို့ကဟိုလေးခြင်းငန်းလေးပါလေးလောက်မယ်အေဟိုနေကင်းဘက်မှာအကြာကြီးတမင်းမမင်းနဲ့ပေါ့တချို့တွေကနေကင်းဘက်ခဏအဲ့ဆိုပြီးတော့အိတ်ချထလိုက်တာအကြာကြီးအိတ်ပါအဲ့လိုမျိုးတနားရက်ထပ်ပို့ပြီးတော့မအိတ်နဲ့နောက်တစ်ခါကျတော့ဟိုဒီကဖိန်းပါတဲ့ကော်ဖီတို့ပါတို့ကိုညံ့နေဘက်မှာမတောင်းနဲ့အရက်ကိုအိတ်ခဏနေမတောင်းဒါဆိုရင်ပို့ပြီးတော့အိတ်ဆက်တဲ့ခါမှာပို့ပြီးတော့အစဉ်ပြေလာပြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်